Hello and welcome to Simon Tuta. AI ကိုဘယ်လိုသင်ကြားမလဲဆိုတော့ AI roadmap ကိုအကျဉ်းအဖြစ်ရှင်းပြပါမယ်။ဒါကိုလည်းကျွန်တော်အရင်ဗီဒီယိုတွေလုပ်ပြီးပြီး AI ဆိုတာဘာလဲဆိုတော့ intro ကိုကျွန်တော်အရင်နှစ်တုန်းကလည်းရှင်းပြပြီးပြီးပြီးတဲ့အခါမှာ AI နဲ့ ML ကိုဘယ်လိုလေ့လာမလဲဆိုပြီး link အနေနဲ့တစ်စက်တစ်ခွာအသေးစိတ်ကိုအရင်နှစ်တုန်းကသင်ကြားပေးပြီးသွားပြီးဖြစ်ပါတယ်။ဒီဗီဒီယိုရဲ့အဓိကရည်ရွယ်ချက်ကတော့ AI learning roadmap ကို summary အနေနဲ့ကျွန်တော်အမြန်ဆုံးခတ်တိုးတိုးနဲ့လိုရင်းတိုးရှင်းကိုရှင်းပြ ြချင်ပါတယ်။ Okay ဒီနေ့ဘာတွေသင်မလဲဆိုတော့ what is AI ML engineer AI နဲ့ ML engineer ဆိုတာဘာတွေလဲပြီးတော့ what do we need to learn ဘာတွေကိုသင်ကြရမလဲ ပြီးရင် AI tools တွေဘယ်လိုမျိုး tools တွေကိုသုံးရမလဲဘယ်လိုမျိုး framework software တွေသုံးရမလဲဘယ်လိုမျိုး skills ကျွမ်းကျင်မှုတွေလိုအပ်တယ်လဲဒါတွေကိုရှင်းပြမယ်ဒီဥစ္စာတွေကအကုန်လုံး online ပေါ်မှာ YouTube မှာပဲဖြစ်ဖြစ် internet မှာပဲဖြစ်ဖြစ် online မှာအလကားနီးပါ အကုန်လုံးကိုသင်ကြားလို့ရရတယ်ဆိုတဲ့အကြောင်းကျွန်တော်သတင်းပေးချင်ပါတယ် What is AI ML engineer ရှင်းရှင်းပြောမယ်ဆိုရင် AI engineer equal to data scientist plus software engineer software engineer နဲ့ data science ကိုပေါင်းလိုက်လို့ရှိရင် AI engineer လို့အကျန်းအပြည့်ခေါ်ရဲပေါ့နော်ဆိုတော့ဒီဟာကိုသင်တဲ့အခါမှာ software engineer မှာရှိတဲ့အရေးချင်းတွေလည်းရှိရမယ် data scientist ရှိတဲ့အရေးချင်းမှာရှိရမယ်နှစ်ခုပေါင်းလိုက်မယ်ဆိုရင် AI engineer ဒါမှမဟုတ် ML engineer လို့တာမန်အပြည့်အကျန်းအပြည့်သတ်မှတ်လို့ရတယ် ဒီဗီဒီယိုမှာက online တွေမှာ YouTube တွေမှာအကုန်လုံးလူတိုင်းလူတိုင်းကသူတို့တင်သွားတဲ့နီလန်အတိုင်းပဲကျွန်တော်ရှင်းပြသွားမှာပဲဒါပေမဲ့နောက်ဆုံးမှာဒီဗီဒီယိုရဲ့နောက်ဆုံးမှာတင်ကြားမဲ့ပုံစံလေးကိုကျွန်တော်ပြချင်ပါတယ်အဲ့ဒါအရင်ကိုစိတ်ဝင်စားဖို့ကောင်းပြီးတော့မှလွယ်ကူမဲ့နေဖြစ်ပဲလို့ကျွန်တော်ယုံကြည်ပါတယ်ဒါကြောင့်မို့ဒီဗီဒီယိုအဆုံးထိကြည့်ပေးပါ ကဲအဲ့ဒါတွေမသွားခင်ကျွန်တော်တို့ခါတိုင်းကျွန်တော်တို့ဒီ software တွေရေးတယ် traditional programming ရေးတာနဲ့အခု ML နဲ့ AI programming ရေးတာဘာကွာလဲဆိုတာကျွန်တော်လည်းကြည့်အောင် traditionally အရင်တော့ကျွန်တော်တို့သမယိုးကြရေးရဆိုရင် input တွေရှိမယ်ဒီ logic တွေထည့်မယ် business rules တွေထည့်လိုက်လို့ရှိရင် programmer ကနေသွားပြီးတော့မှနံပါတ်1ဒါလုပ်နံပါတ်2ဒါလုပ်နံပါတ်3ဒါလုပ်ပြောလိုက်တဲ့အခါမှာပြောထားတဲ့အတိုင်းကျွန်တော် instruction တွေပေးတဲ့အတိုင်းကို computer ကလုပ်လိုက်တဲ့အခါမှာ output တွေထွက်လာတယ်သို့တော့ machine learning ကျတော့အဲ့ဒါနဲ့မတူတော့ပြန်ဘူး။သူက input inputs နဲ့ outputs ကိုတစ်ခါတည်းပေးလိုက်တယ်ဒါမတူဘူးเนาะအရင်တော့ input ပဲပေးတယ် rules တွေပေးတယ် data တွေအများကြီးဆိုပါဆိုဒီအယုတ်ကိုတွေ့လို့ရှိရင်ဒါဆိုရင်ကြောင်ဖြစ်တယ်ဒါဆိုရင်ခွေးဖြစ်တယ်ဆိုပြီးတော့သူ့ data တွေအများကြီးထည့်ပြီးတော့မှသင်ခိုင်းလိုက်တယ်ကိုယ့်အကူ machine learning လုပ်ခိုင်းလိုက်တယ်လုပ်ခိုင်းလိုက်ပြီးတော့သူကထွက်လာတယ်သူကသူ pattern တွေဒီ data analysis တွေလောက်ပြီးတော့သူ rules တွေထွက်လာအော်ဒါဆိုရင်တော့ဖြစ်ဒါကြောင်ပါပဲဒါဆိုရင်တော့မြင်ဒါဆိုရင်တော့ခွေးဆက်ရွှေတွန့်သူသူ rules တွေသူကသူ logic တွေထွက်လာပြီးတော့မှအဲအဲ့လိုထွက်လာပြီဆိုရင်အဲ့လို train လိုက်ပြီဆိုရင်ကျွန်တော် model တွေလို့ခေါ်တယ် model တွေဖြစ်လာပြီဒီ model တွေဖြစ်လာတဲ့နောက်မှဒီ model ကိုအသုံးချမယ်ပေါ့ပေါ်မှာတင်ထားတဲ့အတိုင်းပဲသူကဒီပုံတွေးလို့ရှိရင်သွားခွေး ဒီပုံတွေ့လို့ရှိရင်ကြောင်စရှိတဲ့ဖြစ်ခမန်းပေးတာပါ forecast and prediction လုပ်ပေးတယ်အဲ့ prediction မှာမှာကြောင်ဖြစ်တာတေချာတယ်68ရာခိုင်နှုန်းဒါဖြစ်ခွေးဖြစ်တာ95ရာခိုင်နှုန်းတေချာတယ်ဆိုပြီးတော့မှသူက output တွေလောက်လာမယ်အဲ့ဒါလို train ဖို့ machine တွေကို train ဖို့ဒီ AI တွေကိုလုပ်ဖို့ဆိုရင်ကျွန်တော်တို့ဘာတွေသင်ကြားရမလဲဆိုတော့ဒီ roadmap ကိုအချမ်းအပြည့်ခက်မြန်မြန်ပဲကျွန်တော်ပြောပါမယ် okay ခုနပြောသလိုပဲ AI engineer က data scientist နဲ့ software engineer ကိုပေါင်းထားတာဖြစ်တယ်ပြီးရင် data scientist scientist ကဘာတွေလုပ်လဲဆိုတော့ mathematics maths နဲ့ statistics တွေအများကြီးသိဖို့လိုတယ်ပြီးရင် software engineer ကတော့ programming language မှာဆိုရင်အများဆုံး python က90%မနည်း software engineer တွေက DAI application တောင်း Python တောင်းနဲ့ PML ops တွေသာရှင်းပြပါမယ် Math တင်ချာတွေမှာဘာတွေသင်ရမလဲဆိုရင် calculus တင်တဲ့ linear algebra ကိုသင်ရမယ် calculus တဲမှာမှာ differentiation နဲ့ integration လောက်ရရင်လုံလောက်ပြီး linear algebra ရော matrix တွေကိုသင်ကြားထားသိထားရပါမယ် statistics မှာဆိုရင် probability descriptive statistic နဲ့ inferential statistic ဒီခေါင်းစဉ်တွေကိုသင်ကြားထားလို့ရှိရင်ရင်းနှီးထားလို့ရှိရင်ဒါရပြီပြီးရင် software engineer programming ပိုင်းမှာဆိုရင်ဂျင် Python အခြေခံနေဖြစ်တဲ့ data type if else တို့ loops တွေမှာမှာ for loops တို့ while loops တို့ function တွေရေးတတ်ရမယ်။နောက် OOP object oriented programming concept တွေကိုလည်းသိထားရမယ်ဖြစ်ပါတယ်။ပြီးရင် ML ops ဒီ program တွေဖြစ်လာပြီဆိုရင်ဒီ program တွေကို deploy လုပ်ဖို့ဒီ server တွေမှာပဲဖြစ်ဖြစ် cloud computing AWS တို့မှာ Azure cloud တွေမှာသွားတင်ဖို့အတွက်နောက်ပြီးတော့ဒီ engineer ကကိုယ်တယောက်တည်းလောက်အောင်မှာမဟုတ်ဘူး။အသင်းဖွဲ့နဲ့လုပ်တဲ့အတွက်ကြောင့် င်မလို့ကိုယ့်ရဲ့ source code တွေကိုကိုယ့်ရဲ့ programming code တွေကို version control မှာ save ထားရမယ် share လုပ်ရမယ်အသင်းဖွင့်တဲ့လုပ်ရကြောင်းမလို့ git တုံးမ github code sharing တွေအများပြား github တို့ git တို့တည်ထားရင်ရပါပြီပြီး CICD continuous integration and continuous deployment program ကိုရေးပြီးတဲ့အခါမှာအချိန်နဲ့တပြေးညီ deploy လုပ်နိုင်အောင် ဒါ CICD တွေသိထားရမယ်ကို program တွေကိုအခြား program လာခေါ်လို့ရအောင် application programming interface REST API ဆိုတာကဒီ HTTP နဲ့ဒီ API တွေကိုသုံးသပ်ရမယ် API တွေကိုရေးတတ်ရမယ်ပြီးတော့မှ data structure နဲ့ algorithm ဒါတွေက software engineer တိုင်းမှာ သိရမယ်အရေးချင်းတွေဖြစ်ပါတယ်ဒီဟာတွေအကုန်လုံးသိထားပြီးဆိုရင်ကျွန်တော်တို့ models ကို build up လုပ်ရမယ်ဒီ model တွေကိုတိစောက်ဖို့ဆိုလို့ရှိရင်ကျွန်တော် data analysis တွေလုပ်အောင် data analysis တွေလုပ်မယ်ဆိုရင် python ရဲ့ library တွေ ိုသိရပါမယ် library တွေကပါတယ်အများကြီးမဟုတ်ဘူး numpy numpy ကပါလဲ arrays တွေ multiple multi dimension arrays တွေ vectors တွေ dot products တွေလောက်ဖို့အတွက်ကိုအလွယ်တကူနဲ့ဒီလောက်ထားတဲ့ python library ကိုအသုံးချရမှာဖြစ်ပါတယ် bin pandas pandas တွေကပါလဲဆိုတော့ tabular data data တွေက csv တွေပါနေအခြား unstructured data တွေကို tabular data table style ပေါ့ rows နဲ့ column နဲ့ဖြစ်အောင်သူက format လုပ်ပြီးတော့မှအသုံးချလို့ရပါတယ် data science တဲ့အနေနဲ့ကဒီ data တွေ analyze analysis လုပ်ပြီးတာနဲ့မပြီးသေးပါဘူးဒီ data တွေကိုရှင်းပြဖို့ visualization ဖြစ်ဖို့အတွက်ကိုအလွယ်တကူနဲ့သိရှိနားလည်အောင်ဒီ data တွေကို graph တွေ chart တွေအတက်တင်ပြရမှာဖြစ်တဲ့အကြောင်းမလို့ matplotlib ကိုလည်းသိထားဖို့လိုပါတယ်ဒါတွေကအားလုံးက python သိထားရင်အဲ့ python ရဲ့ library တွေခေါ်သုံးရုံပါပဲကောင်းပြီအဲ့ model စီတိဆောက်မှုအတွက်ဆိုရင် data analysis လုပ်ပြီးတာနဲ့ခုနပြောသူ raw data တွေရလာမယ် raw data တွေကရပြီးတော့ numpy တို့ pandas တို့ map plotlib တို့နဲ့ကျွန်တော်ရေးပြီးတဲ့အခါမှာ model training လုပ်ရပါမယ် training လုပ်တဲ့အခါမှာကျွန်တော်တို့သုံးမျိုးရှိပါတယ်အကျန်းအဖြစ်တော့ supervised learning unsupervised learning နဲ့ reinforced learning ဖြစ်ပါတယ်အဲ့ဒီအတွက်ကိုဘလို့ tools တွေသုံးရမလဲဆိုရင်တော့ဒီ learning တွေအတွက်ကိုကျွန်တော် pytorch တုံးလို့ရတယ် scikit learn တုံးလို့ရတယ် tensorflow တုံးလို့ရပါတယ်ဒီအားအားလုံးသုံးခုလုံး ိစေရမလို့ပါဘူး။သုံးခုထဲမှာတစ်ခုခုသိရင်ရပါပြီ။ကျွန်တော်ကတော့ PyTorch ကိုသဘောကျပါတယ်။ PyTorch နဲ့ Scikit-learn တွေအားသုံးလို့လွယ်ပါတယ်။ TensorFlow လည်းသုံးတဲ့လူတွေများပါတယ်။ကောင်းပြီ။အဲ့ဒါတွေသိပြီးလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတော့နောက်အဆင့်ကတော့ you need to practice building models ဒီ models တွေကို build လုပ် practice အောင်ဒါဆိုရင် build သွားရမလဲဆို kaggle.com ဆိုတဲ့ website ကိုသွားရပါမယ်။အဲ့ဒီ kaggle မှာကသူကပြိုင်ပွဲတွေရှိရေပေါ့နော်။ဒီ ောက်ပြီးတော့ data set တွေရှိရ raw data set တွေရှိမယ် models တွေရှိမယ် code တွေရှိမယ် discussion ရှိမယ်ဒီ AI နဲ့ ML community ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုမသိတာတွေလည်းတော့မေးလို့ရတယ်သူများရေးထားတဲ့ project တွေတော့ကြည့်လို့ရတယ်ခု project တွေလည်းတော့သင်ပြလို့ရပါတယ်တော့အဲ့ဒါတွေက project နှစ်ခုသုံးခုလောက်အဲ့မှာတွားပြီးတော့မှဒါတွေသိပြီးတော့လို့ရှိရင်တွားလုပ်လို့ရပါတယ်အဲ့ဒီအားလုံးပြီးတော့အခါမှာ deep learning ကတင်ရမှာဖြစ်ပါတယ် deep learning က ဘာလဲဆိုတော့ neural network စီဒီ data တွေကိုအများကြီး input လုပ်ပြီးတော့မှအထဲမှာ black box နေနဲ့ဖြစ်ပြီးတော့မှ multiple layer neuron စီလိုမျိုးပဲပေါ့တစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးတော့မှ layer တွေများလေ data တွေများလေပို့ပြီးခက်ခဲနဲ့နေတဲ့အဲပြဿနာတွေကိုဖြေရှင်းနိုင်လေ output ကပိုကောင်းလေဖြစ်ပါတယ် ြီးလို့ရှိရင် convolution neural network ဆိုသိရပါမယ် CNN CNN ကဘာလဲဆိုတော့ပုံနေမှာဆိုလို့ရှိရင် pixel လေးတွေရှိမှာပေါ့ RGB color တွေဆိုလို့ရှိရင်အနီအစိမ့် B ဆိုတော့ blue အပြဒီသုံးခုမှာမူတည်ပြီးတော့ပုံတွေက ဖြစ်တဲ့အတွက်ကြောင့်ဒီကကြည့်လိုက်ရှင် two dimensional array ပဲဖြစ်ပါတယ် row စ် column တွေမှာအဲ့ဒီမှာမှာ RGB က0နဲ့256အထိကိုသူ color တွေရှိတယ်အဲ့အမှ multi ပြီးတော့မှဒီရုပ်စာတွေ training လုပ်ထားခြင်းအဖြစ်ဒါကတော့တော်တော်ခက်ပါတယ်အထဲမှာတော်တော်လေးကိုရှုပ်ရှက်ဖတ်ပြီးတော့မှဒါတွေကတော့ကျွန်တော်တို့ဒီ machine line ဒီကတော့ specialty ဖြစ်သွားပြီပြီးတော့မှဒီဟာမြင်လို့ရှိရင်ဒါကမြင်လား is it a horse zebra or dog ဆိုရင်ဒီ CNN ကဒီ neural network ဆီကလူလူမျိုးပဲသူကကြည့်လိုက်တာနဲ့သူကဆုံးဖြတ်ပေးနိုင်တယ်လို့ခေါ်ပါတယ်ဆိုရင် deep learning မှာအဓိကနှစ်ခုပဲရှိပါတယ်အ specialty က NLP natural language processing နဲ့ computer vision ဒါတွေက deep learning ကကျွန်တော်တို့ဆရာဝန်တွေလိုပဲပေါ့အာဒီ area အကုန်လုံးသိပွားပြီးဆိုလို့ရှိရင်ကျွန်တော်တို့က general doctor ဖြစ်သွားပြီပြီးတော့မှတော်နှစ်လိုင်းရှင် NLP သွားမလားတော့ computer vision တော့မလားခုနပြောသလို cardiologist နှလုံးအထူးကူလား and computer vision ဒါမှမဟုတ်အသေးအထူးကူလားစရှိပြီပေါ့နော်သူကွဲပြားသွားပါတယ်အဲ့ဒါတွေနှစ်ခုလုံးတက်စရာမလိုပါဘူးအများအားဖြင့် engine AI engineer ရဲ့ area တစ်ခုကိုပဲဦးစားပေးပြီးတော့မှ specialize လုပ်ကြပါတယ် NLP ဆိုတာ natural language processing အခုအဲ့ ChatGPT တို့ပါတော့မှာရှိတဲ့ဟာမျိုးပြီး computer vision ဆိုမှ DALL-E တို့ uh, mid journey တို့လိုမျိုးဤပညာတွေဖြစ်ပါတယ် ကောင်းပြီအဲ့ဒါလေးအကုန်လုံးတက်ပေါ်ပြီရှင်ဘာတွေရမလဲဘာတွေလုပ်လို့ရမလဲဆိုရင်ဒီ company ကြီးရဲ့ engineer တွေထောင်နဲ့ချီပြီးတော့မှပတ်စံတွေလည်းကုန်ကြခံပြီးတော့မှ billion dollar နဲ့ချီပြီးတော့မှ ကုန်ကြခံပြီးတော့မှဒီ large language models တွေကိုတည်ဆောက်ကြပါတယ်ဥပမာ Facebook Meta ကလည်းတိဆောက်တဲ့ဥမာ open ai ကလည်း chat gpt google လည်း palms gemini စသဖြင့်ထုတ်လုပ်ကြပါတယ် ဒါပေမဲ့ကျွန်တော်ကဒီကနေ့ကကျွန်တော်တယောက်တည်းရဲ့အမြင်ပေါ့နော်ဒီလိုသင်နေရလို့ရှိရင်ကျွန်တော်တို့ဗမာပြည်ကလူငယ်တွေဖြစ်ဖြစ်လူကြီးတွေဝါနာပါတဲ့လူတွေကစိတ်ကုံသွားလိမ့်မယ်သင်ချာလည်းသင်ရမယ် statistic လည်းသင်ရမယ် python လည်းသင်ရမယ် pycharm အဥစားတွေလည်းသင်ရမယ်သင်ရမှာ library တွေလည်းသင်ရမယ်အာ machine learning တွေလည်းသင်ရမယ်အစရှိပြီအဲ့ဒါကြီးများရင် land web မှာတင်အကုန်လုံးကအကုန်လုံးကလက်လျှော့ပြီးတော့အကုန်ရှုပ်ရှက်ခတ်ပြီးတော့မှပြီးမှာမဟုတ်ပါဘူး ဒါကြောင့်မလို့ကျွန်တော်ရဲ့အစီအစဉ်ကဘာလဲဆိုတော့ဒီဟာတွေကိုအကုန်လုံးမသိမ့်ပဲနဲ့ ျွန်တော်ဗျောင်းမြန်သင်ချင်ပါတယ်ဘလို့သင်ချင်တယ်ဆိုကျွန်တော် land chain အားလုံးသူတို့လုတ်ပြီးသွားတဲ့အခါမှာအရန်တော်တဲ့အရန်တော်တဲ့ engineer ထောင်ပေါင်းများစွာက ထုတ်လုပ်လာတဲ့ LLMs large language model တွေ ChatGPT တွေအခုလက်ရှိရှိပြီးသားတွေကိုကျွန်တော်တို့ဒီ mix တွေကကျွန်တော်အခု Python နေနဲ့သင်ပြီးွားပြီဆိုတော့ဒီ Python ကိုအသုံးချပြီးတော့မှဒီ land chain ကနေပြီးတော့ဒီဒီ models တွေကိုကျွန်တော်ခေါ်မယ်ခေါ်ပြီးလို့ရှိရင်ဒီ application တွေကိုစာရေးနေခြင်းအဖြစ်ကျွန်တော်တို့ စိတ်ဝင်စားတဲ့ project လေးတွေရင်ဆလုပ်မယ်ပြီးတော့မှတဖြည်းဖြည်းပြန်ပြီးတော့မှအဲ့ဒီသင်ချာပဲဖြစ်ဖြစ်ဒီ machine learning တွေကိုပြန်သွားမယ်ဆိုရင်ပို့ပြီးတော့မှလေ့လာတင်ကြားရတာလွယ်ကူမဲ့အပြင်ကိုစိတ်ဝင်စားမှုပို့ပြီးတော့ရှိမယ်လို့ကျွန်တော်ထင်ပါတယ်ဒါတော့ကျွန်တော်ကျွန်တော်ရဲ့ approach ဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော် now အပတ်လောက်လှောက်ရှာလို့ရှိရင်ကျွန်တော်ဒီ land chain သင်ပါမယ် LLM နဲ့ land chain နဲ့ဒီ python နေနဲ့ဘလို့အသုံးချမယ်ဆိုတဲ့ဟာကို programming တွေကိုသင်သွားမယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ ျွန်တော် channel ကို like and subscribe လုပ်ထားပေးပါ notification bell လည်းထိထားပေးပါဒီကျွန်တော်ရဲ့ video တွေကို YouTube မှာအခမဲ့ကြည့်လို့ရတယ်လို့ Facebook မှာလည်းအခမဲ့ကြည့်လို့ရမှာဖြစ်ပါတယ်ပညာဒါနအနေနဲ့အခမဲ့သင်ကြားပေးခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော် mix တွေကအခြားလူငယ်တွေလူကြီးတွေစိတ်ပါဝင်စားမဲ့ပုံကူတွေကိုလည်း share ပေးခြင်းအဖြစ်ကျွန်တော်နဲ့အတူပညာဒါနလုပ်ကြပါလို့တိုက်တွန်းလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်